ားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် gaming channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့မှာတော့ဒါဘဝနီချန်က player တွေတော်တော်များများရဲ့အသက်ဆွဲ hero ဖြစ်တဲ့ဇေလောင်းလို့ခေါ်တဲ့ hero ရဲ့ဘဝစကြောင်းကိုဒါကပြောပြပေးမှာပဲဖြစ်ပါတယ်။ဇလန်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ်။ ။ဒါအဲ့တော့ကဘောရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစအဆုံးချိရှုပေးဖို့တောင်းဆိုပါရခင်ဗျာ။ Channel လေးကိုလည်း Subscribe လုပ်ပြီးတော့ Notification Bell လေးကိုဖြန့်ပေးထားဖို့ပြောချင်ပါတယ်။အားလုံးပဲစဉ်းစားဖြစ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ကျွန်တော်တို့တို့တွေမိုဘိုင်းလင်း channel မှာဇီလောင်းလို့လူတီများတဲ့ hero ရဲ့နာမည်အတန်တော့အမှန်ကတော့ချစ်လုံလို့ခေါ်ပါတယ်ချစ်လုံရဲ့မျိုးရိုးစလုံးကတော့ကြောက်ဖြစ်ပြီးတော့သူ့ရဲ့နာမည်အပြည့်အစုံကတော့ကြောက်ချစ်လုံဖြစ်ပါတယ် ူရဲ့နောက်ထပ်နာမည်တစ်မျိုးလည်းရှိပါသေးတယ်သူ့ကိုကြောက်ရွံ့လို့လည်းလူသိများပါတယ်ကျောင်းကျစ်လုံးဟာစက်တင်ဘာ28 Libra 2ရာသီကွင်းမှာမွေးဖွားခဲ့ပြီးတော့သူ့ရဲ့မွေးရည်ကတော့ Dragon Elder တရှိရာ Caria River လမ်းမဖြစ်ပါတယ်။ Mobile Channel ကကျစ်လုံးကတော့အသက်22နှစ်အရွယ်ရှိပြီးတော့ယောက်ျားလေးတစ်ယောက်ဖြစ်ပါတယ်။ Mobile Channel မှာကျစ်လုံးကိုစက်တင်ဘာ9ရက်နေ့2016မှာထွက်ရှိခဲ့ပြီးတော့သူ့ရဲ့ damage ပေးတဲ့အမျိုးအစားကတော့နောက်ကနေပြေးလွှားတိုက်ခိုက်တဲ့အမျိုးအစားပဲဖြစ်ပါတယ်။ ဒီလိုကြောင့်ပဲအချောက်ချစ်လုံဟာမိုဘိုင်းလိကျက်မှာဖိုင်တာမျိုးစားဟီးရိုးဖြစ်ပြီးတော့ရွှေတပေါင်းခွဲဓမ္မမို့ဟင်းတစ်ကတ်399ခုနဲ့ဒါဝယ်လို့ရပါတယ်သူကတော့လက်နက်နဲ့တိုက်ခိုက်တဲ့ဟီးရိုးမျိုးစားပဲဖြစ်ပါတယ်သူ့ရဲ့လက်နက်ကတော့ငကားလန်လန်ဖြစ်ပါတယ်ချစ်လုံကိုထိုက်ရင်ဓာခိုင်းကငယ်စဉ်ကတည်းကခေါ်ဆောင်သွားခဲ့ပြီးဓာတိုင်းကိုလေ့ကျင့်စေခဲ့ပါတယ်ဒါပေမဲ့ချစ်လုံကဓာကိုကင်ဆောင်မှုမရွေးချယ်ခဲ့ပဲနဲ့လန်ကိုကင်မှုရွေးချယ်ခဲ့ပါတယ်ထိုင်းရင်ဓာခိုင်းကဓာကိုသာကျွမ်းကျင်တဲ့ခိုင်းဖြစ်တာကြောင့် ခြေလုံးကဆရာမရှိဘဲနဲ့လှန်တိုင်းရဲ့အခြေခံများကိုချိုးချိုးဆဆနဲ့လေ့ကျင့်ခဲ့ရပါတယ်ခြေလုံးတရောက်ထိုင်းရင်ဒါကိုင်းကနေထွက်လာပြီးတဲ့နောက်မှာဘာရှားရဲ့လက်ညှိုးမှုတွေအောက်မှာ Great Dragon ကြီးရဲ့တပည့်တယောက်ဖြစ်လာခဲ့ပါတယ်ခြေလုံးဟာငကားပလင်အောက်မှာလေ့ကျင့်ခွင့်ရခဲ့ပါတယ်သူရဲ့အပြင်းထန် လေ့ကျင့်မှုတွေကြောင့်တနေ့မှာတော့တိတ်နဂါးဝိညာဉ်ရဲ့အသိမှတ်ပြုမှုကိုခံရပါတယ်။အဲဒါကိုမြင်တဲ့ဂိုင်းထူညီကိုမောင်နှမတွေဖြစ်တဲ့ Ling, Basha, ဝမ်ဝမ်တို့အပါဝင်တခြားခိုင်းသားတွေအကုန်လုံးကချစ်လုံကိုချီးကျူးဂုဏ်ပြုကြတော့လဲစီနီယာအကိုတယောက်ဖြစ်တဲ့လင်းကတော့သူ့ကိုကြော်တက်သွားတဲ့အတွက်အနှင်းငယ်မနာလိုဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ပဲကြောက်ချစ်လုံက Oriental Fighter အဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ဖြစ်လာခဲ့ပြီးဒိန်နဂါဝင်းရှင်နဲ့တတားရဲဖြစ်လာခဲ့ပြီး Great Dragon Sphere လို့ခေါ်တဲ့မြင့်မြတ်တဲ့နဂါလန်နန်ကြီးကိုအမွေးဆက်ခံခွင့်ရရှိသွားပါတော့တယ်အဲ့ဒီလက်နက်ကလက်နက်အလုံးရဲ့ဘယင်ဖြစ်တော်လဲကျစ်လုံကတော့အဲ့ဒီလက်နက်ရဲ့အာနာဇက်ကိုအသုံးချခဲ့ပါဘူး ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်သူ့ရဲ့မိုးရဲ့မြေကိုကျူးကျော်လာတဲ့ရန်သူမှန်သမျှကို Great Dragon Spear ကြီးကိုကင်ဆောင်ပြီးတော့ရဲရဲဝံ့ဝံ့ကာကွယ်တိုက်ထုတ်ခဲ့ပါတယ်။ဒါကြောင့်ပဲ Dragon Eater နဲ့ Guardian Riverland တို့ကငင်းညက်တာရလေးရရှိတာပေါ့။ဒီလုံရဲ့ဆရာဖြစ်တဲ့ Great Dragon လို့ခေါ်တဲ့မြင့်မြတ်တဲ့ငကားကြီးမှာ စုစုပေါင်းသားတော်၉ယောက်ရှိပါတယ်။ ဂရိထွယ်ကွန်ကြီးမှာသားတော့၉ရောက်တောင်ရှိတော့လဲကြောက်ချက်လုံးကလက်ယုံရည်နှလုံးရည်ပြေဝတာကြောင့်ဂရိထွယ်ကွန်ကြီးကကြောက်ချက်လုံးကိုအထူးသဘောကျပြီးတော့သူ့ရဲ့မွေးစားသားအဖြစ်နဲ့မွေးစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်လုံနယ်ပဲချစ်လုံးတယောက်မြင့်မြတ်တဲ့နဂါမင်းကြီးရဲ့မွေးစားသားဖြစ်လာခဲ့ပါတယ်လင်းကတော့ချစ်လုံးရဲ့စီနီယာအကိုပြိုင်မတ်တယောက်ဖြစ်ပြီးတော့ဘာရှားနဲ့ဝန်ဝန်ကတော့ချစ်လုံးရဲ့မဟာမိတ်ဖြစ်ပါတယ်ချစ်လုံးမှာရန်သူတော်ကြီးတယောက်ရှိပါသေးတယ်သူကတော့ယူကျုံလို့ခေါ်တဲ့ Black Dragon ကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့လျိုယီလို့ခေါ်တဲ့ရင်းရံအထူးကျွမ်းကျင်တဲ့မော်ဆီယာမတယောက်ပဲဖြစ်ပါတယ်။ကြောက်ချက်လုံးမှာသွေးတောက်အဖော်တယောက်ရှိပါသေးတယ်။သူ့ရဲ့နာမည်ကတော့ကျွန်တော်တို့ဂိမ်းထဲမှာချန်ကဲလို့ခေါ်တဲ့ချန်အာပဲဖြစ်ပါတယ်။အားလုံးသိမသိတဲ့အချက်ကတော့ကြောက်ချက်လုံးကငယ်စဉ်တုန်းကရင်းကိုအန်နီရဲ့ချားကကဲဆက်ခဲ့ဘူးတာပဲဖြစ်ပါတယ်။အခုပုံထဲမှာပါတဲ့ကလေးလေးကတော့ဒါနောက်တစ်ချိန်မှာယင်ဖြစ်လာခဲ့ပါတယ်။ချစ်လုံဟာစက်တင်ဘာ9ရက်နေ့2016မှာမိုဘိုင်းချမ်းကလမ်းဟော်တောင်းကိုတရားဝင်ရောက်ရှိလာခဲ့ပြီးတော့ ူရဲ့ထူးခြားပြောင်ပြောင်းသွားလက်လာတဲ့လှန်စွမ်းရည်တွေကြောင့်ယခုချိန်ထိမိုဘိုင်းနင်းချက်ပလေယာတွေကြားမှာနာမည်တလုံးနဲ့အထူးထင်ရှားကြော်ကြားလျက်ရှိပါတော့တယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ဒါကြောက်ချစ်လုံလို့ခေါ်တဲ့ကြောက်ရွံ့ရဲ့ကိုရေးရဆိုရင်ဇလန်းလေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အားလုံးပဲကျေနပ်နိုင်မယ်လို့ထင်ပါတယ်။အဲတော့ကဖိုးဝါရုပ် gaming channel ကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးကြပါဦး။လက်မလေးတွေနှိပ်ခဲ့ကြပါ comment လေးတွေလည်းရေးသားနိုင်ခဲ့ကြပါတယ်။ကဲအဲတော့ကဒါဖိုးဝါရုပ် gaming channel ကနေပြီးတော့ နှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ